မင်္ဂလာပါ ကျွန်တော်ဖတ်ခဲ့သောတမန်ကျမ်းစာကတင့်မှာဖျားသခင်ရဲ့တဘာဝနဲ့အသက်ရှိတယ်အမှန်တရားတစ်ခုကိုဝင်ငှကျင်ပါလေတင်ဖျားသခင်ရဲ့တဘာဝနဲ့အသက်ဖြစ်အတိတ်တဖန်မွေးဖွားလာတယ်ဆိုတာဘာကိုဆိုလိုပါတလဲတင်ဟာဘာသာတစ်ခုကိုကူးပြောင်းလိုက်တာလားဓမ္မမဟုတ်အသင်းတော်တစ်ခုရဲ့အသင်းသားစည်းင်းထဲမှာနာမည်တော်ရေးထိုးလိုက်တာလား ဒါကိုဆိုလိုတာမျိုးမဟုတ်ပါဘူးသင်သခင်ယေရှုခရစ်တော်ကိုသင်အသက်တာရဲ့သခင်အဖြစ်လက်ခံလိုက်တဲ့အခါသင်အထဲမှာအစ်စ်အမှန်ကြောင်းလဲမှုတစ်ခု ဖြစ်သွားတယ်အဲ့ဒါကတော့သင်မှာဘုရားသခင်ရဲ့တဘာဝနဲ့ဘုရားသခင်ရဲ့အသက်ကိုပိုင်ဆိုင်သွားတာပါပထမဆုံးအချက်အနေနဲ့ဘုရားသခင်ရဲ့တဘာဝရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး1အငယ်7ကတော့ ကိုရောကိုလက်ခံတော်သူယုံကြည်သောသူတိုင်းသည်ဖျားသခင်ရဲ့သားသမီးဖြစ်တယ်လို့ဆိုထားပါတယ်။ဒါဟာဂုံထူးဆောင်ပွဲတစ်ခုပေးလိုက်တာမဟုတ်ပါဘူး။ဒါဟာတကယ့်ဖျားသခင်ရဲ့တဘာဝကိုလွှဲပြောင်းပေးလိုက်တာပါ။ဖျားသခင်ရဲ့တဘာဝကိုသင်ရဲ့ဝိညာဉ်ထဲကိုထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။ဥပမာတဘာဝဆိုတာငွေဖွာခြင်းကနေမျိုးပွားထုတ်လုပ်တာပါ။ ။တရိတ်ဆန်ကတရိတ်ဆန်ကိုပဲမွေးတယ်။လူကလူကိုပဲမွေးတယ်။ဒါပေမဲ့တမန်ကျမ်းစာကကျွန်ုပ်တို့အကြောင်းဘာပြောထားတယ်လဲ။ရှင်ယောခရစ်ဝင်ကျမ်းခန်းကြီး1အငယ်73မှာကျွန်ုပ်တို့ဟာလူဤကိုကာယအလိုဆန္ဒအားဖြင့်မွေးဖွားကြသည်မဟုတ်။ဖျားသခင်အားဖြင့်သာမွေးဖွားကြ၏။သင်ဟာဖျားသခင်ကနေမွေးဖွားလာတာပါ။ဒါကြောင့်သင်ဟာဖျားသခင်ရဲ့တဘာဝမှာ ပါဝင်ဆက်ဆံတော်သူဖြစ်လာပါတယ်။သင်ဟာအရင်လူဟောင်းမဟုတ်တော့ဘူး။သင်ရဲ့ဝိညာဉ်ပိုင်းဆိုင်ရာ DNA ကပြောင်းလဲသွားပါပြီ။ဒုတိယအချက်အနေနဲ့ဘုရားသခင်ရဲ့တဘာဝကြောင့်သင်မှာဆက်ဆံရေးအသစ်တစ်ခု ချက်ချင်းရရှိလာပါတယ်။အဲ့ဒါကတော့ဘုရားသခင်ဟာအခုသင်ရဲ့အဘဖြစ်လာပြီဆိုတာပါပဲ။ကိုယ်တော်ဟာတဲ့အပေါ်မှာမိဘတယောက်ရဲ့ဆောက်ရှောက်လူစိတ်အပြည့်ရှိတယ် သင်ဟာအဝေးကလူစိမ်းတယောက်မဟုတ်တော့ဘူးသင်ဟာဘုရားသခင်ရဲ့မိသားစုဝင်တဦးဖြစ်လာပြီသင်ဟာကောင်းကင်နိုင်ငံရဲ့နိုင်ငံသားတဦးဖြစ်လာပြီဒါရဲ့အဓိပ္ပာယ်ကဘာလဲဘုရားသခင်ဟာသင်အတွက်တာဝန်ရှိတော်သူဖြစ်ပါတယ်ကိုရောဟာသင်ကိုတာဝန်ယူတော်သူဖြစ်ပါတယ်ဖိလိပ္ပိအခန်းကြီး၄အငယ်16မှာပါတဲ့အတိုင်းကိုရောဟာဘုံအတီတော်၌ရှိတော်မိမိဤကျွယ်ဝမှုနဲ့အညီ ်သင်တို့ဤလိုအပ်ချက်ရှိသမျှတို့ကို သခင်ခရစ်တော်ယေရှုအားဖြင့်ပြည့်စုံစေတော်မူလိမ့်မယ်။သင်ဟာမေတ္တာရှင်ဘုရားသခင်ရဲ့မေတ္တာနဲ့မွေးဖွားလာတဲ့သားသမီးတစ်ယောက်ပါ။ကိုရောမှာသင်အသက်တာအတွက်အစီအစဉ်ကောင်းတစ်ခုရှိပြီးဒါကသင်အစ်တစ်ဖန်မွေးဖွားလာတဲ့အချိန်ကလေးကစတင်လေပတ်ခဲ့တာပါ။တတိယချက်အနေနဲ့ဘဝအစ်စ်ပါပဲ။ တမန်ကျမ်းစာထဲမှာဘုရားသခင်ကတင့်ကိုထာဝရအသက်ပေးသနာခဲ့ပြီလို့ကြေညာထားပါတယ်။ဒါဟာနှစ်ပေါင်းများစွာ အသက်ရှိတာကိုပဲပြောတာမဟုတ်ပါဘူး။ဒါဟာဘုရားသခင်ရဲ့မိသားစုဝင်ရဲ့အသက်ဖြစ်ပါတယ်။ဒါဟာဘုရားသခင်ဖြစ်စေတဲ့အသက်ပါပဲ။ဒီအသက်ဟာဘလောက်တောင်တကူကြီးတယ်လဲ။ဒါဟာသခင်ယေရှုခရစ်တော်ကိုသင်ချိုင်းကစုပ်ကင်ဖန်ထားလို့မရနိုင်အောင် လုတ်ခဲ့တဲ့ရှင်ပြန်ထမြောက်ခြင်းအသက်ဖြစ်ပါတယ်။အဲ့ဒီအသက်ဟာအခုသင်အထဲမှာရှိနေပါလေ။ရှင်ယောဟန်ဩဝါဒစာ ပထမစာဆောင်အခန်းကြီး9အငယ်7ကတားတော်ကိုယတ်တော်သူသည်အသက်ကိုယ၏။သင်ဟာသခင်ယေရှုခရစ်တော်ကိုလက်ခံခဲ့တုန်းကသင်အဲ့ဒီအသက်ကိုလက်ခံရရှိခဲ့ပါလေ။ဒီအသက်ကသင်ကိုဘလို့အခြေအနေမျိုးကမှရှုံးနိုင်စေလို့မရနိုင်အောင် လုတ်ပေးပါလေအခုတင့်မှာကိုတော်ရဲ့အသက်ရှိနေပြီသခင်ယေရှုကိုတေခြင်းမှထမြောက်စီခဲ့တဲ့ဝိညာဉ်တော်ကတင့်အထဲမှာကျင်းဝတ်နေတယ်ဒါကြောင့်ဒီနေ့တင့်ရဲ့အခြေအနေကိုမကြည့်ပါနဲ့တင့်ရဲ့အားနည်းချက်ကိုမကြည့်ပါနဲ့တင့်အထဲမှာရှိတဲ့ဖျားသခင်ရဲ့တဘာဝနဲ့အသက်ကိုကြည့်ပါတင့်အထဲမှာရှိတဲ့ဖျားသခင်ရဲ့တဘာဝနဲ့အသက်ကိုအတိမတ်ပြုပါ သင်ဟာတာမန်လူတယောက်မဟုတ်တော့ဘူးသင်ဟာဘုရားသခင်ကနေမွေးဖွားလာသူသင်ဟာဘုရားသခင်ရဲ့တဘာဝကိုပိုင်ဆိုင်ထားတော်သူဖြစ်ပါလေဘုရားသခင်ရဲ့နာမတော်ဘုန်းကြီးပါစေအာမင်